ိုမကြိုက်တဲ့အခြေအနေတခုဖြစ်ပေါ်နေတာကိုစိတ်ကလိုက်ပြီးတော့ဟိုစိတ်ကလိုက်ပြီးတော့မကြေမနပ်ကြီးဖြစ်မနေပဲနဲ့သူ့ကိုဂရုမစိုက်ပဲနဲ့ဆက်လက်ပြီးတော့နေနိုင်တာကိုသိခံတယ်လို့ခေါ်တာနော်သိခံတယ်လို့ခေါ်တယ်ဒါမှမဟုတ်သိခံခြင်းရဲ့အဓိပ္ပာယ်ကိုတိတိကျကျဖွင့်ပြပါလို့ဆိုရင်ခန္တိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပြောမယ်ဆိုလို့ရှင်ခန္တိဆိုတာစွမ်းဟိတ္တ ability နော် အဘိလိတိလူတွေရဲ့စိတ်ဆွာအားတစ်မျိုးကိုခန္တီလို့ခေါ်တယ်။ဘယ်လိုစိတ်ဆွာအားရောလို့ဆိုရင်စန့်ကျင်ဘက်တွေဂျုံတွေ့လာတဲ့အခါမှာပင်ကိုစိတ်နေစိတ်ထားတွေပြက်ပြားမသွားအောင်ထိမ့်နိုင်တဲ့ဆွမ်းရည်တတ္တိကိုခန္တီလို့ခေါ်တယ်။ကဲဆိုပါစို့ဥပမာလေးတစ်ခုပြောရမယ်။လူဟာဒီတိုင်းနေဟန်ကြချင်းလေးကလာကြိုက်တယ်နားရရတယ်။နော်နားရရတယ် ဲ့ဒါလေးကိုမခံနိုင်ဘူးဆိုရင်ချိန်ကိုတတ်လိုက်မယ်နော်တခုလုံးလိုက်မယ်ပေါ့မခံနိုင်တော့ချိန်ကြိုက်တာမခံနိုင်ဘူးအဲ့ဒါလိုမဟုတ်ဘူးမကြိုက်ခင်ကအတိုင်းပဲကြိုက်နေတော့လေသူကခင်မဆိုင်ဘူးအဲ့ဒါမှခံတည်လို့ဒီလိုပြောတာကဲတကယ်ချင်းနှစ်ယောက်စကားပြောနေကြတယ်ပြောပြောရွှင်ရွှင်နေကြတယ်နောက်တစ်ယောက်ကလာပြီးတော့ဆဲတယ်အဲ့ဒီပျော်ရွှင်တဲ့စိတ်ပြက်ပြားသွားရင်ပြန်မဆဲတော့သီးခံတာမဟုတ်ဘူးလို့ပြောရမယ်နော် ပျော်ရွှင်တဲ့စိတ်မပြတ်အောင်ထိမ့်သိမ်းထားနိုင်မှသီးခံတယ်လို့ဒီလိုအထိပ္ပယ်ရတယ်။အဲနောက်ပိုင်းကျတော့ခန္ဒီကပုံပြက်လာတဲ့အခါကျတော့ဘယ်လိုပြောရအောင်ဆိုခန္ဒီစမနိုင်လို့သီးခံရခြင်းဒီလည်းကောင်းဆိုအထိပ္ပယ်အဲ့လိုဖွင့်လာကြ။နော်မနိုင်တော့အောင်ဤသီးခံရတာယင်ထဲကတော့ဘလောင်းဆူးနေတယ်နော်အန်ကျိတ်နေတာလူကမသိဘူး။အဲ့ဒါကိုအန်ကျိတ်တာကိုလည်းသီးခံတယ်လို့ထင်နေတယ်။မဟုတ်ဘူး။ပင်ကိုစိတ်ကိုက ပြောင်းမသွားမှခန္တီအဲ့တော့ဒီခန္တီဆိုတဲ့ဟာအမှန်တမ်းအရေးကြီးတယ်တရားအထုတ်ပြီဆိုရင်ခန္တီရှိရမယ်သူကတိခဏနိုင်စွာရှိရတိခဏနိုင်စွာမရှိရင်တရားတို့မရနိုင်ဘူးတဲ့အဲဒါကြောင့်မို့လို့ခန္တီခန္တီရှိရမယ်